ဆုံးမဲမင်္ဂလာပါကျမတို့ရဲ့ TV ရဲ့မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေပြီးတော့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးတပုတ်အနေနဲ့ ICC ကစစ်ကောင်းဆောင်ကိုဖန်ရန်ထုတ်ရေးကြိုးပမ်းချက်တွေကိုဆန်းစစ်ချင်းဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။စစ်ကောင်းဆောင်ပို့ချုပ်မှုကြီးမြောင်းလိုင်းကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကဖန်ရန်ထုတ်သိမ့်ပြီးဆိုပြီးကုလသမဂ္ဂအစည်းအဝေးတွေမှာခက်ဆိတ်ဆိတ်ထုတ်ပြောလာတာတွေကိုမြင်တွေ့လာရပါဗျာ။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်နဲ့ကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကလည်းလုံချုံရင်းကောင်စီအနေနဲ့မြန်မာရေးကိစ္စတစုံလုံးကို ICC ကိုလွှဲပြောင်းတင်သွင်းပေးဖို့ထလောင်းတောင်းဆိုကြောင်းလက်ရှိပြုလုပ်နေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆက်ဆက်အစည်းအဝေးတွေမှာဆက်လိုက်တင်ပြနေပါဗျာ။ နိုဝင်ဘာလ29ရက်နေ့ဆိုရင်စစ်ကောင်မရှင်ဩဂထလည်းဖြစ်တယ်လို့ယာယီသမရတာဝန်မှာယူထားတဲ့ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကိုဖန်ရန်ထုတ်ပေးဖို့အတွက် ICC ရှင်းနေချုပ်က ICC ရဲ့အမှုချုပ်ကြားနာစစ်ဆေးမှုဆိုင်ရာယုံထမ်းလျှောက်ထားတာတနေ့ပြေတော့မှာပါဒီနေ့ဖေဖိုင်လာတော့ကမှဖန်ရန်ထုတ်ခဲ့တဲ့အာဂျင်တီးနားတရားရုံးကလည်းပြည်ပစာရဲတပ်ဖွဲ့အင်တာပိုနဲ့ချိတ်ဆက်ပြီးဖန်ဆီးနိုင်ဖို့စူးစမ်းနေတာကြောင့်နိုင်ငံတကာတရားရေးတွေကနေစစ်ကောင်ဆောင်ကိုအရေးယူဖို့ကဘလောက်ဖြစ်နိုင်ချေရှိမလဲဆိုတဲ့မိကွန်းတွေရှိလာခဲ့ပါတယ် 2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့တုန်းကဗိုလ်ချုပ်မြူကြီးမြောင်းလိုင်းကိုဖန်ရန်ထုတ်ပေးပါဆိုပြီး ICC ရဲ့အမှုကြောကြားနာစစ်ဆေးမှုဆိုင်ရာယုံအမှတ်တထံရှောက်ထားခဲ့ပါတယ်။ရင်ဂျာရီပေါ်မှာဖိနှိပ်မှုနဲ့ရင်ဂျာရီကိုအင်းကြီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲအတင်းကျပ်ပြန်ရှေ့စေခဲ့ရဆိုပြီးရှောက်ခဲ့တာပါ။ရုံတော်ရှောက်ထားချက်ကတနင်္လာနေ့ပါကြာမြင့်လာပေမဲ့အော်တိုဘာလကုန်ပိုင်းအထိတော့ထူးခြားသိတာရဲ့အပြောင်းလဲမတွေ့ရသေးပါဘူး။ ICC မှာဖမ်းရမ်းထုတ်ဖို့စစ်စစ်တံကဘလောက်ကြာမလဲဆိုတာခံမလို့မရနိုင်ဘူးလို့လူခွင့်ရင်းနဲ့အသွင်ကူပြောင်းရေးတရားမျှတမှုဆိုင်ရာလေ့လာသူအထက်တန်းရှိနေကိုကျော်ကပြောပါရရှင်။မနေ့တုန်းကပန်နိုရာမာစီစဉ်ကလွှင့်ခဲ့တဲ့ဒေါ်နယ်ထရန့်ရဲ့မိန့်ခွန်းကိုတီးဖြတ်တင်ဆက်ခဲ့တာနဲ့ပတ်သက်လို့တရားစွဲပြီးဒေါ်လာ1ဘီလီယံရောကြေးတောင်းမယ်လို့ထရန့်ဘက်ကထင်ချောင်းခဲ့တဲ့ပေါ်မှာ BBC ကအတုံပြန်လိုက်ပါတယ်။ BBC က Mr. Trump ကိုတောင်းပန်လိုက်ပြီးဒီရုပ်သံဖိုင်ကိုတီးခတ်မိခဲ့တဲ့အတွက်ရိုးသားစွာစိတ်မကောင်းဖြစ်ပြီးမိမဲ့အတရေဖြတ်ဖို့အီရွယ်လုံးဆောင်တာဆိုတဲ့အချက်ကိုအပြင်းထန်ကန့်ကွက်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်ကို BBC ဖက်ကပြန်လည်ရုပ်သိမ်းပေးပြီး Mr. Trump ကိုတောင်းပန်ကထိုက်တဲ့နဲ့ရောကြေးပေးရမယ်။နင်နာကြေးပေးရမယ်။အဲ့ဒါတွေမလုပ်ရင်ဥပဒေကြောင့်ရတရားစွဲမယ်ဆိုတာ BBC ဖက်ကအကြောင်းပြန်မဲ့ချက်ကို Mr. Trump ရှိနေတွေကဒီနေ့တောက်ကြနေလို့သတ်မှတ်ထားပါရယ်။တချိန်တည်းမှာ Telegram နိုင်စင်သတင်းစာကြီးက Donald Trump ရဲ့အရင်မိန်ကွန်းကိုပဲ2022ခုနှစ်တုန်းက BBC ရဲ့ Newsnight အစီအစဉ်မှာတီးဖြတ်သုံးဖြူထားတာကိုဖော်ပြလိုက်ပြီး BBC ကပရိသတ်တွေကိုထင်အောင်ထင်မှားပြောင်းလုပ်နေတယ်လို့ထပ်မံဆွဆွဲထောက်ပြထားပါတယ်။ ဒုတိယပုဒ်အနေနဲ့စစ်တပ်အငိုင်းမီခေပြန်တဲ့မောရောင်မြို့တိုင်းတိုက်ပွဲအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ စတက်ကရေကောက်ပွဲကျင်းပခါနီဆုံးရှုံးနယ်မြေတွေပြန်လည်ထိုးစစ်ဆင်ပြီးတော့နယ်မြေချို့ပြန်လည်ထိန်ချုပ်နိုင်တာကြောင့်ပွဲပြီးပြီးစတက်ကနိုင်ပြီလို့ကြေညာနေကြတဲ့အချိန်မှာပဲ KNU KNL ဦးဆောင်တဲ့မဟာမိတ်တပ်တွေကမြန်မာတိုင်းနယ်စပ်ကမောရောင်မြို့ကိုသိမ်းပိုက်လိုက်တဲ့အကြောင်းပြောပြပါရယ်စတက်ကမြဝတီတင်ငန်းညီနောင်နဲ့အာရှအဝေးပြေးလမ်းမကိုတံပြန်ထိုးစစ်ဆင်ပြီးဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်သိမ်းနိုင်ချိန်မှာ KNU KNL ဘက်ကလည်းတနင်္သာရီတိုင်းဘက်မှာထိုးစစ်ဆင်ပြီးနယ်စပ်မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တာပါ စတက်ကမြောက်ဒီတငန်းညီနောင်လေးကိကောဒေတာကစကန်တွေကိုပြန်လဲထိန်းချုပ်ပြီး KK Back မှာချားဖြစ်နေတဲ့ခေါင်းစင်းနဲ့စကားဆိုင်နေချိန်မှာ KNU နဲ့ပူပေါင်းတပ်တွေရဲ့မောရမျိုးသိမ်းတိုက်ခွဲကိုစတက်ကအငိုင်းမိခဲ့ပါတယ်။ထာကြောင့်စစ်တပ်အတွက်သူချင်းညာထားရီကပွဲတလားကြော်သားလိုတော့ချိန်မှာစစ်တပ်ကအရေးပါတဲ့မြို့တစ်မြို့လက်လွတ်ဆုံးရှုံးလိုက်ရတာမှုအထင်သာသွားခဲ့ပါတယ်။ မြန်မာတိုင်းနယ်စပ်ကအရေးပါတဲ့မြို့ဖြစ်တဲ့မော်ရအောင်မြို့ကို KNU KNL ဦးဆောင်တဲ့ဒေါ်လန်ဂျက်တွေက၄ရက်ထဲနဲ့တင်ပိုက်ခဲ့တာဖြစ်ပါတယ်။မော်ရအောင်နယ်စပ်လမ်းကြောင်းပြည်လဲထိန်ချုပ်နိုင်ဖို့စစ်တပ်ကထိုးစစ်ဆင်တာအပအဝင်တနင်္သာရီတိုင်းအတွင်းမှာစစ်တပ်အင်အားဖြည့်တင်းရေးစည်းရုံရှာမှုတွေလုပ်နေတဲ့အချိန်မှာဒေါ်လန်ဂျက်တွေကလျှက်တပြက်ထိုးစစ်ဆင်ပြီးမြို့သိမ်းတိုက်ပွဲခဲ့တာပါ။ကနေလီမှာတက်မဟာလီပူပေါင်းတက်တွေကအခုနှစ်နွေရာသီကစပြီးထိခိနယ်ဇက်ကုံသွေးစခန်းပါဝင်မြန်မာတိုင်းနယ်ဇက်ကစကောင်းစစ်စခန်းတွေကိုဆက်လိုက်အသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ နွေမာလာ၁၄ရက်နေ့မှာတင်ပိုင်လိုက်တဲ့မောရောင်နေဆက်ကုံသွေးရည်မြုတ်ကမူလက KNU မြိတ်တော်ရဲ့ခရိုင်တရင်သာရည်မြုတ်ရဲ့ဌာနချုပ်အထိဆရာဖြစ်ပါတယ်။၁992ခုနှစ်ဝင်းကျင်မှာစတဲ့ထိုးဆက်ကြောင့်လက်လွတ်ခဲ့ရတာလို့ KNU မြိတ်တော်ရဲ့ခရိုင်အထွေရည်မှုပရော့ဆော့ရဲ့နာကပြောပါတယ်။ နှစ်ပေါင်း33နှစ်လောက်ဆုံးရှုံးထားတဲ့မော်ရောင်ကိုပြန်ရဖို့ KNUK နဲ့လေတပ်မဟာလီပူပေါင်းတပ်တွေက3လလောက်ပိတ်ဆို့ဖျက်ထောက်ခဲ့ရပါတယ်။မြို့သိမ်းတိုက်ပွဲကတော့နိုဝင်ဘာလ17ရက်နေ့မှာစတင်ခဲ့တာပါ။ထိုစစ်မစတင်ခင်ကတည်းကကျိုးတရင်ရခဲ့တဲ့စစ်တပ်ကနိုဝင်ဘာလ10ရက်နေ့ညကတည်းကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ထောင်ချီတဲ့မော်ရောင်ဒေသခံတွေထိုင်းဖက်ချန်ကိုထွက်ပြေးခဲ့ရပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစာလုံးတိုက်ပွဲကာလတစ်လျှောက်လုံးစစ်တပ်ကလေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ပေမဲ့မော်ရောင်စခန်းကစစ်ကောင်စီတွေကထုံစံတိုင်းထိုင်းဖက်ကိုထွက်ပြေးခဲ့ကြတယ်။ တိုက်ပွဲလေးရနာများဖြစ်တဲ့နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထွက်ပြေးသွားလို့အင်အားတရာလောက်ရှိတဲ့စစ်တပ်ရဲ့ခလာရနှစ်နယ်လေးအခြေဆိုင်တဲ့မော်ရောင်မြို့ကနေဆက်ဖြူဟာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။မော်ရောင်မြို့မှာစစ်တပ်ကဒီဖြူဟာစခန်းမှာရှိရာမှုစခန်းကိုသိမ်းပိုက်ထိန်ချုပ်လိုက်တာနဲ့မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲကို KNLA, PPLA, FFD, KNDO နဲ့မာမေပူပေါင်းတပ်တွေကပူးပေါင်းစစ်ဆင်ခဲ့တာပါ။ တိုက်ပွဲတွင်မှာ၃ဘန်း၁၃ဘန်း၄၀ကျော်ဖမ်းဆီးရမိခဲ့တဲ့ဒါပြင်120မမလက်နက်ကြီး၂လက်၊ G 189တောင့် Wi-Fi တနက်၁လက်၊60မမ၃လက် RPG ၂လက်၊ငကြဲမီ၁လက်၊လက်နက်ငယ်36လက်နဲ့တခြားလက်နက်ခဲအများပြားသိမ်းဆီးရရှိခဲ့တယ်လို့မြန်မာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPLA နဲ့ Force for Federal Democracy FFD တို့ကထုတ်ပြန်ထားပါတယ်။